အခွင့်အလမ်းကြော်နေမှတစဉ် Anygo Mobile မှာခေါ်ယူနေသောအလုပ်ကိုင်းများ Retail Sales Manager ကြားမ9ဦးလစာ12သိန်းအပေါင်း incentive job requirement တက္ကသိုလ်တစ်ခုခုမှပွဲရရှိပြီးသူအယောင်နဲ့ပတ်သက်သော လုပ်ငန်းအတွေ့အကြုံ၄နှစ်နှင့်အထက်ရှိသူအသက်28နှစ်မှ33နှစ်ကြားရှိသူ Microsoft Office Word, Excel and PowerPoint and email ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်သူ ကတ်စတမာကုမ္ပဏီများအားကောင်းမွန်စွာဖြည့်ရှင်နိုင်သူမိမိဌာနရှိဝန်ထမ်းများ၏လုံဆောင်ချက်များနှင့်စွမ်းဆောင်ရည်များကိုကြီးကြပ်ဆောင်ရွက်ပေးနိုင်သူတတ်မှတ်ထားသောအယောင်တကတ်များအားပြည့်မီအောင်ဆောင်ရွက်နိုင်သူ leadership skill communication skill ကောင်းမွန်သူပေးအပ်ထားရှိသောလုပ်ငန်းတာဝန်များအားတာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့်ဆောင်ရွက်နိုင်သူရန်ကုန်အနီကောဆိုင်ခွဲများအလုံးကိုတွားရောက်၍တာဝန်ထမ်းဆောင်နိုင်သူ senior retail supervisor ကြမ9ဦးလစာ8သိန်းအပေါင်း incentive ကျော် requirement တက္ကသိုလ်တခုခုမှဘွေရရှိပြီးသူတို့မဟုတ်ကျောင်းကိစ္စကင်းရှင်သူအသက်28နှစ်မှ33နှစ်ကြားရှိသူ Microsoft Office Word Excel ကျွမ်းကျင်စွာအသုံးပြုနိုင်သူအယောင်ပိုင်းအတွေ့အကြုံ3နှစ်နှင့်အထက်ရှိသူ Customer Complaint များအားကောင်းမွန်စွာဖြေရှင်းနိုင်သူ Mobile Feed နည်းပညာပိုင်းနှင့်ပတ်သက်ပြီးစိတ်ပါဝင်စားမှုရှိသူ ပေးအပ်ထားရှိသောလုပ်ငန်းတာဝန်များအားတာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့်ဆောင်ရွက်နိုင်သူရန်ကုန်အန်နီကော့ဆိုင်ခွဲများအားလုံးကိုတွားရောက်၍တာဝန်ထမ်းဆောင်နိုင်သူ HR Assistant Supervisor ကြားမှနှစ်ဦးလစာ5သိန်းအပေါင်း incentive job requirement တက္ကသိုလ်တစ်ခုခုမှပွဲရရှိပြီးသူတို့မဟုတ်ကျောင်းကိစ္စကင်းရှင်းသူ အသက်22နှစ်မှ28နှစ်ကြားရှိသူ HR နှင့်ပတ်သက်သော diploma တို့မဟုတ် certificate တစ်ခုခုရရှိပြီးသူ သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံနှစ်နှစ်ရှိသူ Microsoft Word, Excel, PowerPoint ကျွမ်းကျင်စွာအသုံးပြုနိုင်သူ HR ဘိုင်းကို အမှန်တကယ်စိတ်ပါဝင်စားပြီးအဖွဲ့အစည်းဖြင့်ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ပြီး လူမှုဆက်ဆံရေးအထူးကောင်းမွန်သူ PR ထားရှိသော လုပ်ငန်းတာဝန်များအားတာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့်ဆောင်ရွက်နိုင်သူဖြစ်ရမည်။ Accountant မ9ဦးလာစာ9သိန်းအပေါင်း incentive job requirement ီကွန်ပွဲရရှိပြီးသူတို့မဟုတ်တက္ကသိုလ်တခုခုမှပွဲရရှိပြီးသူဖြစ်ရမည်။အသက်25နှစ်မှ30နှစ်အတွင်းရှိသူဖြစ်ရမည်။ SCCI Level 3 UK အောင်မြင်ပြီးသူဖြစ်ရမည်။လားကျုပ်စီရင်များဆွေးနိုင်သူလုပ်ငန်းအတွေ့အကြုံအနည်းဆုံး2နှစ်နဲ့အထက်ရှိသူဖြစ်ရမည်အဘက်အိစဲပိုင်းအားကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည် လူမှုစစ်ဆင်ရေးကောင်းမွန်ပြီးအဖွဲ့အစည်းဖြင့်ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည် ဂျူနီယာအကောင့်တန်မာငါဦးလာစာလေးသိန်းအပေါင်းအင်စန်တီကျော်ရကွမ်းရမတ်အသက်22နှစ်မှ28နှစ်ကြားရှိသူတက္ကသိုလ်တစ်ခုခုမှပွဲရရှိပြီးသူ ASCIAN Level 1 2 UK အောင်မြင်ပြီးသူကွန်ပျူတာအိစဲကျွမ်းကျင်စွာအသုံးပြုနိုင်သူလုပ်ငန်းအတွေ့အကြုံတစ်နှစ်နှစ်အထက်ရှိသူအဖွဲ့အစည်းဖြင့်ပူးပေါင်းဆောင်ရွက်နိုင်ပြီးလူမှုဆက်ဆံရေးအထူးကောင်းမွန်သူ Admin Step ကြာ9ဦးလစာလေးသိန်းအပေါင်းအင်စက်တီ ကျော်ရကွာရမယ်အသက်18နှစ်မှ28နှစ်ကြားရှိသူအထက်တန်းအောင်မြင်ပြီးသူတို့မဟုတ်တက္ကသိုလ်ကူကူမှပွဲရရှိပြီးသူကွန်ပျူတာ basic အိစဲကျန်းကျင်စွာအသုံးပြုနိုင်သူ office ပိုင်းနဲ့ပတ်သက်ပြီးလုပ်ငန်းအတွေ့အကြုံရှိသူအဖွဲ့အစည်းဖြင့်ပူးပေါင်းဆောင်ရွက်နိုင်ပြီးလူမှုဆက်ဆံရေးအထူးကောင်းမွန်သူပေးအပ်ထားရှိသော လုပ်ငန်းတာဝန်များအားတာဝန်ယူမှုတာဝန်ခံမှုအဖြစ်ဖြင့်ဆောင်ရွက်နိုင်သူကာကွယ် license ရှိပြီး auto manual နှစ်မျိုးစလုံးကျွမ်းကျင်သူဖြစ်ရမည် warehouse staff မ9ဦးလစာ၄သိန်းအပေါင်း incentive ကျော် requirement တက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီးဒို့မဟုတ်ကျောင်းကိစ္စကင်းရှင်သူဖြစ်ရမည်အသက်20နှစ်မှ25နှစ်ကြားရှိသူဖြစ်ရမည်ကွန်ပျူတာအစီအပိုင်းအားကျွမ်းကျင်စွာအသုံးပြုနိုင်သူ inventory store ဘိုင်းအတွေ့အကြုံရှိသူဦးစားပေးမည်အကျင့်စာရိတ်တာကောင်းမွန်ပြီးအဖွဲ့အစည်းဖြင့်ပူးပေါင်းဆောင်ရွက်နိုင်သူတွက်လက်တက်ကြွစွာလုပ်ကိုင်နိုင်သူဖြစ်ရမည် security in charge ကြာတုံးဦးလစာ6သိန်းခွဲအပေါင်း incentive ကျော် requirement အသက်29နှစ်မှ35နှစ်အတွင်းရှိသူတက္ကသိုလ်တစ်ခုခုမှပွဲရရှိပြီးသူသို့မဟုတ်ကျောင်းကိစ္စခင်းရှင်သူဖြစ်ရမည် security လုပ်ငန်းပိုင်းအားနားလည်သိရှိသူဖြစ်ရပါမည် security စာပစ်ပိုင်းနှင့်ပတ်သက်ပြီးလောက်ဆောင်ရအချက်များအားညွှန်ကြားတင်ပြပေးနိုင်သူဖြစ်ရမည် ရန်ကုန်ဆိုင်ခွဲများကိုတွားရောက်၍ security နှင့်ပတ်သက်သည့်လိုအပ်ချက်များအား report ပေးနိုင်သူ ဖြစ်ရမည်။လိုအပ်ပါကအလုတ်ချိန်၊နေဆိုင်၊ညဆိုင်နှစ်ဆိုင်လုံးတွင်အလုတ်ဆင်နိုင်သူဖြစ်ရမည်။အဖွဲ့အစည်းဖြင့်ပူးပေါင်းဆောင်ရွက်၍ပေးအပ်ထားသောလုပ်ငန်းတာဝန်များကိုတာဝန်ယူမှုတာဝန်ခံမှုအဖြစ်ဖြင့်ဆောင်ရွက်နိုင်သူဖြစ်ရမည်။ရှောက်ထားရန်လိပ်စာဖုန်းနံပါတ်ဖုန်းနံပါတ်39001234041 လိပ်စာအမှတ်49မြင်ဆောင်ပြီးရန်ကုန်အင်းစိန်လမ်းမကြီးလှဲတန်းမှတ်တိုင်နဲ့စံရင်းငယ်မှတ်တိုင်ကြားလှဲတန်းအန်နီကောမိုဘိုင်းနောက်ထပ်လည်းဘလို့လောက်ကိုင်းခွင်လန်းကောင်းတွေဖော်ပြပေးအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box တွေမှာ comment လေးရှိပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်